မြူနင်းတို့ထောင်ရဝီဆလန်ဒွဲလီကတော့ပြည်သက်တွေအင်မတန်မှကြိုက်ကြပါရယ်ခုချိန်မှာတော့ဟပိုင်း29ရက်ဇာသိန်းပိုင်းကို ထွက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါရယ်ပြည်သက်ကြီးတို့ရေနေနေခင်မှာတော့ဆောင်းနှင်းဖြူလေးကိုချီလွန်းလို့ဆောင်းနှင်းဖြူလေးကသူ့ရဲ့အတော်ကိုတတ်တာသူ့ကိုဒေမဲ့အထိလှုပ်ချန်ခဲ့တာတောင်မှသူ့ကိုဒေဖို့အတွက်အလိုရှိခဲ့တာတောင်မှ ဆောင်းနှင်းဖြူကိုမမုံရက်တဲ့အထိဆောင်းနှင်းဖြူရဲ့အပြစ်ကိုဘသူကမှမပြောတဲ့အထိကိုအဲ့လောက်တစ်ထိကိုချစ်တာပါအဲ့လောက်တစ်ထိချစ်ပေးတာတော့နင်းနေကဆောင်းနှင်းဖြူရဲ့ချစ်ကိုရဖို့အထိမထိုက်တန်သေးဘူးလားဆောင်းနှင်းဖြူခမရမှာတော့နင်းနေစေးဝင်တက်နေရတဲ့တဲ့ရင်ကြောင့်နင်းနေသေးဖို့အတွက်အလိုရှိနေကြတာဖြစ်ပြီးတော့မမနန်းကိုမေးမြန်းတဲ့စကားတစ်ခုကနင်းနေသေးပြီလားတဲ့နော်ဆိုတော့ နေနေကိုသေဖို့အတွက်အလိုရှိနေကြတာလေးဖြစ်ပါတယ်။ဒါပေမဲ့နေနေကမသေးခဲ့တော့နေနေကသူ့အကြောင်းကိုဖွင့်ချတော့မယ်ဆိုပြီးတော့ကြောက်လန့်နေကြတာဖြစ်ပြီးတီချီဦးပြန်ရောက်တာနဲ့သူ့အကိုတီချီဦးကိုအာကိုတီချီနဲ့သူ့ရဲ့စိန်ရွှေရည်နာတွေထုတ်ပြီးတော့သူ့အကိုတီချီဦးကိုစိန်ရွှေရည်နာတွေထုတ်ပြပြီးအကိုဖြစ်တဲ့တီချီဦးနဲ့တူခူးရလိုက်ပြီးပို့အတွက်ပြင်ဆင်ထားခဲ့ပြီးပဲဖြစ်ပါတယ် အဲ့ဒါနဲ့ဒီကျူးကိုထုတ်ပြရရှင်ဝင်ရင်းသားတွေရောအထုတ်တွေရောတွေ့သွားခဲ့တာဖြစ်ပြီးတော့မိုက်လိုက်တဲ့သမီးအားဆိုပြီးတော့နော်ဒါအဖေဖြစ်သူကစောင်းနှင်းဖြူလေးကိုတဲ့ပဲဆုံးမလာခဲ့ပြီပဲဖြစ်ပါတယ်။နေနေခင်ဗျာမှာတော့သူ့ဘဝမှာအဖြစ်ချင်းဆုံးဆန္ဒတစ်ခုဖြစ်တဲ့ဘိုးလုံးသမားဖြစ်ခွင့်မရတော့ပဲနဲ့ဘိုးဟာကြီးကိုဒီတိုင်းပဲရေးဆုံမျှော်ခဲ့ရတော့မှာဖြစ်ပြီးနောက်ဆုံးမှာစောင်းနှင်းဖြူရဲ့အချစ်ကိုရမလားသူတို့နှစ်ယောက်ရောတကယ်ပဲဝှထုတဲ့ကလို့တေးဆုံးသွားချင်မလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါပြီနော်။